မုံဘဲတေးစာကိုတေးရုပ်လိုက临时临时လို့ခေါ်တယ်ဒါဆိုရင်လို့ရှိတော့စာကြောင်းထဲမှာလေ့လာချင်နေဆိုရင်ကြည့်လိုက်ကြရအောင်ကျွန်တော်ကမုံဘဲတေးစာစာရတာကြိုက်တယ်我喜欢吃零食我喜欢吃零食နော်ပြီးရင်သူကနေ့တိုင်းအလုတ်သွားတယ်ဆိုရင်မုံပဲတေးစာတွေကိုယူသွားလေးရှိတယ်ဗောနော်နေ့တိုင်းယူသွားတယ် 他每天都会带一点零食去上班。他每天都会带一点零食去上班。喏，那在的苦啊，叫咯，叫那个孟贝的啥子啥呀的在的，啊，薯条片、巧克力呢、阿鲁香蕉，喏，阿鲁阿鲁比亚呢，阿鲁阿比亚里有在的，喏，我喜欢吃零食，特别是巧克力和薯片。 我喜欢吃零食，特别是巧克力和薯片啊。ဒါလေးကကြတော့မိတ်ဆွေတို့ကကြတော့ဒီစကပြောလေးပေါ့နော်စကလုံးတစ်လုံးငယ်စကစကပြောလေးတွေကိုလာပြောရှင်းလေးလုပ်ထားပေးတာပဲဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေတို့ကကြတော့ဒီဒီလိုမျိုးပေါ့နော်စကလုံးနဲ့စာကြောင်းလေးတွေကိုမလိလာချင်ဘူးနော်။အဲစာတောက်ဆိုင်ပိုင်းစာတောက်ဆိုင်နယ်ပယ်လေးတွေတတ်ချင်တယ်ဘောဘပြုစုအဲအကူနယ်ပယ်လေးတွေတတ်ချင်တယ် ဒါမှမဟုတ်စပင်းရဲ့ဆိုင်ပိုင်းမို့နော်အဲ့နယ်ပယ်လေးတွေတက်ချင်တယ်ဒါမှမဟုတ်နေ့စဉ်တော့မို့နော်အပြန်လဲစကားလေးတွေပြောတတ်ပြောတတ်ဆိုတတ်ရှိချင်တယ်ဆိုရင်နော်တင်တန်းချောင်းပေါ့နော်လဲတဲ့တင်တန်းချောင်းဖြည်းဖြည်းတာမွေတင်တန်းချောင်းဖြည်းဖြည်းပမာကိုယ့်နဲ့နီးဆက်တဲ့နေရာမှာသွားပြီးရောအသေးစိတ်မြင်မြန်စုံစမ်းလို့ရတယ်ဆီယမတွေကဘယ်လိုတင်ကြလဲဆိုတာကိုသွားပြီးရောကြည့်လို့ရတယ်ကိုယ့်နဲ့တင့်တော်တယ်ဆိုမှပဲသွားပြီးရောအလုပ်ရပါတယ်အားလုံးဂျေဆုတမားတဲ့ရှေ့ရှေ့တခြားတိချက်ဂျိုလီပါ